ဒီဝက် night abyss ဂိမ်းအကြောင်းကိုကျွန်တော်အရင်ဗီဒီယိုထုတ်မှတည်းကလည်းပြောပြခဲ့ပူပေမဲ့ဒီဂိမ်းကသူ့အတွက်တီးသန့်ဗီဒီယိုတစ်ခုထိုက်တန်တယ်လို့ထင်တာရယ် mobile gamer တွေအနေနဲ့လည်းထွက်လာရင်လုံးဝကိုစော့ကြည့်တဲ့နယ်လို့ထင်တာရယ်ကြောင့်ပဲတီးသန့်ဗီဒီယိုတစ်ခုထပ်လုပ်ပေးတာပဲဖြစ်ပါတယ်။အော်ပြီးတော့ဒီဂိမ်းက October 28ရက်နေ့ဆိုရင် officially ထွက်ပါပြီ။တိတ်မဆောင်ရတော့ပါဘူး။စိတ်ဝင်စားရင် website မှာသွားပြီးတော့ pre-register လုပ်ထားနိုင်ပါပြီ။ ဒီ game ကိုကျွန်တော်ကိုယ်တိုင်နဲ့တခြား gamer ပေါင်းတို့အားလုံးစိတ်ဝင်စားနဲ့စောင့်ကြည့်နေရတဲ့အဓိကအကြောင်းရင်းကတော့ gacha system ကိုလုံးဝဖြုတ်ချလိုက်တာအကြောင်းပါပဲ။ developer တွေဟာ beta test ကနေရတဲ့ player တွေရဲ့ feedback တွေကိုလေးထားပြီးတော့ပတ်စံအသုံးပြုမှုပေါ်မှာအခြေခံနဲ့ pay to win စနစ်မျိုးကိုရှောင်ရှားဖို့ဆုံးဖြတ်ခဲ့တာဟာ game သမိုင်းမှာထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ရွေးချက်ကတော့ stress free ဖြစ်ပြီးတော့ပြွာ game play ကိုခံစားရမယ့် game တစ်ခုကိုဖန်တီးဖို့ပါပဲတဲ့ Dual Night Abyss မှာ gacha system ပါဝင်တော့တဲ့အတွက် player တွေအတွက်အကြီးအမားဆုံးအပြောင်းအလဲနဲ့အကျိုးကျေးဇူးတွေကတော့မူလက gacha ပူးလုပ်ပြီးမှခံစားရမယ့် character နဲ့ weapon တွေအားလုံးကို ဂိမ်းထဲမှာအချိန်ပေးကစားပြီးတော့ပစ္စည်းရှာဖွေခြင်းလုပ်ရုံနဲ့ free ရယူနိုင်ပါပြီ။ဒါပေမဲ့ grind ဖို့အချိန်မရှိဘူးဆိုရင်တော့ warframe မှာလိုပဲပတ်စံနဲ့တန်းဝင်လို့တော့ရပါတယ်။ gacha system တော့လုံးဝမပါတော့ဘူးပေါ့။ gunshin တို့ဟူပါတို့လိုမျိုးနေ့စဉ်ကစားခြင်းကိုတန်းတက်တဲ့ stamina DNA မှာ synergy လို့ခေါ်ပါတယ်။အဲ့ဒီ system ကိုလည်းဖျက်သိမ်းလိုက်ပါတယ်။ဒါကြောင့် player တွေဟာသူတို့ကိုယ်ပိုင်အချိန်စရာနဲ့ play at your own pace ကစားနိုင်ပြီးတော့ daily login လုပ်ရမယ်ဆိုတဲ့စိတ်ပစ္စည်းမှုကြီးမရှိတော့ဘူးပေါ့။ game ရဲ့ဝင်ငွေရှာတဲ့စနစ်ဟာ skins, accessories နဲ့ special animations, skill effects တို့ မျိုး cosmetic item တွေကိုပဲအဓိကထားပြီးတော့ရောင်းချတော့ပါပါ Path of Exile Warframe တို့လို game မျိုးနဲ့တူသွားတာပေါ့ဒါဟာ pay to win ကိုရှောင်ရှားပြီးတော့ fair ဖြစ်တဲ့ gameplay ကိုထိန်းသိမ်းစားစေနိုင်ပါတယ်ကဲဒီ game ကိုအဓိကစောင့်ကြည့်တဲ့အချက်ကိုပြောရပြီဆိုတော့ဒီတစ်ချက်တည်းကြောင့် game ကောင်းတစ်ခုဖြစ်နေတာတော့မဟုတ်ပါဘူး Dune and Abyss ရဲ့ storytelling ပုံစံကလည်းစိတ်ဝင်စားစရာပါဒီ game ထဲမှာအဓိက main character ကနှစ်ယောက်ပါဝင်ပြီးတော့ဇလန်းကို shootout နှမျိုးကနေခံစားရမှာဖြစ်ပါတယ်ပထမ MC The Fox Hunter ကတော့ တာမန် Fox Hunter တူဖြစ်ပါတယ်။ Fox Hunter တွေဆိုတာကတော့ဂိန်းတွေကအရေးကြီးတဲ့စွမ်းရည်အရင်းမြစ်တစ်ခုဖြစ်တဲ့ Foxing Crystals တွေကိုလိုက်လံရှောက်ပွေးစုဆောင်သူတွေပါ။သူကဇလန်းအရာ personal ကိစ္စတစ်ခုကြောင့် Hyperborean Empire ကြီးကိုရင်ဆိုင်ဖို့အတွက်ဖြစ်လာပါတယ်။ Hyperborean Empire ကြီးဆိုတာကတော့အာနာကိုအသုံးပြုပြီးတော့ Foxing အရင်းမြစ်တွေကိုချုပ်ကွယ်လုပ်တဲ့အတွက် Evil Faction အဖြစ်သတ်မှတ်လို့ရပါတယ်။ဒုတိယ main character Veronica ကတော့ပထမ MC ရဲ့တငယ်ချင်းဖြစ်ခဲ့တဲ့သူပါ။ သူကတော့ဆော့ဆော့က Hyperborean Empire ကြီးရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးတော့ Empire ကြီးရဲ့စနစ်တွေနဲ့ဖိနှိပ်မှုတွေကိုသူကိုယ်တိုင်မြင်တွေ့ခံစားရပြီးတဲ့အခါမှာတော့လူအဖွဲ့အစည်းကိုကိုးစားပြုတဲ့ Republic ဘက်ကိုရောက်ရှိသွားပါတယ်။သူတို့နှစ်ဦးရဲ့မတူညီတဲ့ကံကြမ္မာတွေနဲ့ရှူဒေါင်းတွေကိုဘယ်လိုပေါင်းစပ်သွားမလဲဆိုတာကိုအဓိကထားပြီးတော့ story ကပြသွားမှာပါ။မသိရင်ဒီကိန်းရဲ့ဇာတ်လမ်းက Star Wars ကနေတောင်နဲ့ဆင်ပါတယ်။တမန် 1MC ရဲ့ရှိတဲ့ဂိမ်းထွက်တော့ပို့သွားတာပေါ့။ဒါနဲ့မဲ့လားဆိုတော့မဟုတ်ပါဘူး။ story တစ်လျှောက်မှာ player တွေရဲ့ရွေးချယ်မှုတိုင်းကအရေးပါပါတယ်။ dialogue ရွေးချယ်တာပဲဖြစ်ဖြစ် mission မှာ best faction ကိုကူညီမလဲဆိုတာကိုရွေးချယ်တာပဲဖြစ်ဖြစ်ဒီဆုံးဖြတ် ချက်တွေကနောက်ပိုင်းမှာတွေ့ရမယ့်ဇက်ကောင်တွေရဲ့ကံကြမ္မာရရှိမဲ့ item တွေနဲ့ story ending ကိုပါပြောင်းလဲစေတဲ့အတွက် role playing ဖြစ်သူတွေအတွက်တကယ်ကိုနှစ်သက်စရာဖြစ်စေမှာပါ ဒါပဲလားဆိုတော့မဟုတ်ပါဘူး DNA ရဲ့ combat ကလည်းရှီပီးသားကချခင်းရုံနဲ့မတူဘဲနဲ့ထူးခြားနေရာလေးတွေရှိပါတယ် player တွေက range weapon နဲ့ melee weapon တွေကိုချက်ချင်းပြောင်းပြီးတော့အသုံးပြုနိုင်ပါတယ် melee နဲ့အနီးကတိုက်ခိုက်ပြီးတော့ high damage close quarter combat ပုံစံဆော့နိုင်သလို range လက်နက်တွေနဲ့အဝေးကနေထိုင်ပစ်ပြီးတော့လည်းတီးလို့ရတာပေါ့ဒီလို quick switching လုပ်နိုင်တဲ့အတွက်ရန်သူအုပ်စုကြီးတွေနဲ့တိုက်ခိုက်တဲ့အခါ combo တွေအဆက်မပြတ်ဖန်တီးနိုင်တာပေါ့ဒါအပြင် game ထဲမှာလျင်မြန်စွာရွေးရှားနိုင်တဲ့ traversal mechanic ဥပမာ helix leap လိုမျိုးဟာတွေပါဝင်တဲ့အတွက်တိုက်ခိုက်ရင် vertical movement တွေကိုပါအသုံးပြုနိုင်ပြီးတော့လေထဲမှာတိုက်ခိုက်တာမျိုးဒါမှ ဟုတ်ရင်သူရဲ့အတက်တွေကိုရှောင်တိန်တာမျိုးလုပ်နိုင်မှာပါဂိမ်းထွက်ထွက်ချင်းမှာတော့အဓိကအဖြစ် character 16ယောက် weapon 10ခုပါမယ်လို့သိရပါဗါးတွေက SSR တောင်မဟုတ်5 star တွေကိုတိကျပြရတာဖြစ်မှာပါ rarity နဲ့တခြားဟာတွေလည်းပါရင်ပါအောင်ပါပေါ့ character တွေရဲ့ voice acting တွေကိုတကောင်ချင်းစီကျွန်တော် website မှာတားထောင်ကြည့်တာကတော့တချို့က English voice acting ကပိုလိုက်ပြီးတော့တချို့ကတော့ Japan voice acting ကပိုလိုက်ပါတယ်ဒါပေမဲ့နှစ်ခုလုံးကိုတိကျလုပ်ထားတဲ့အတွက်ဘာကိုရွေးရွေးမိုက်နေမှာပါ နောက်ဆုံးညီကုန်းမချုပ်ခင်မှာသတိပေးချင်တာတစ်ခုကတော့ developer တွေကစောစောကပြောခဲ့သလိုတအားသဘောကောင်းနေတယ်ဆိုပေမဲ့တိတ်တော့မယုံရသေးပါဘူး Snowbreak Containment Zone ဆိုတဲ့ third person shooter waifu game တစ်ခုလေးကလည်းပထမတော့ gacha system လုံးဝပါခဲ့ပေမဲ့ season 2မှာမှ gacha system ကောက်ထည်တာမျိုးရှိခဲ့ပါတယ်ပတ်စံရှာလို့ကောင်းတဲ့ gacha system ကိုထုတ်လိုက်တဲ့အတွက် cosmetic only ရောင်းနေတာက developer တွေအတွက်ပြန်မကောင်းပြီးတာမျိုးဖြစ်ခဲ့မယ်ဆိုရင်ရေရှည်မှာ MMORPG တွေလို pay to win system တွေအများကြီးကောက်ထည်လိုက်မှာကိုစိတ်ပူရပါတယ်ဒါပေမဲ့ဘာဖြစ်မှလဲဆိုတာကိုအမြဲတမ်းတွေးပြီးတော့ပူနေမယ်ဆိုရင်ပြောဖို့ကောင်းတော့မှမဟုတ်တဲ့အတွက်အခု ှိတိုင်းကိုပဲကြည့်ပြီးတော့ Dual Night Abyss ကို Mobile Game မှာတွေရော PC Game မှာတွေရော Hype တင်ကြပြီလို့တော့ထင်ပါတယ်။ထွက်လာခြင်းချင်းမှာလည်းကျွန်တော် Stream မှာပါ။အဲကြရင်လာခဲ့ကြပါဦးနော်။အားလုံးအဆုံးထိကြည့်ကြပါကြည့်စွာ။အားလုံးစိတ်မကြပါစေခင်ဗျာ။နောက် video မှာတွေ့ကြတာပေါ့။